င်္ဂလာပါရှင်။ဆ ्याम မကြည်အေးရဲ့မေတ္တာနဲ့ပိုက်ဆံဆိုတဲ့ဝိထုထုလေးတပုတ်ကိုဖတ်ပြပြီးသွားပါမယ်နော်။မေတ္တာနဲ့ပိုက်ဆံကုထရေးငငယ်ကားဆိုရင်ပိုက်ဆံချမ်းသာသူသားမဟုတ်ပေမယ့်မိတဆိုးလေးမှုဖအေနှင်းသူ့အကိုအမများဖြစ်ကြတော့ကြီးတော်ပါကြီးမောင်နှမကပါတနာယူရအလိုလိုက်ကြလီယာလူလို့တားလိုက်ရင်ရသည်ကြီးဖြစ်တော်ဘဝမှာနေခဲ့ရ၏ စီရင်ညှိုးနှွမ်းတယ်ဆိုတာ သူနားလည်ရလိမ့်မည်မထင်အမေဤမှုံပြပေမဲ့စိတ်နှကက်ပင်ဖြစ်သည်ဇာယံနှကက်နှင့်ထွေကြည်သည်ရွှေဆွဲကျူရွှေလက်ကောက်တို့တီလဲကိုထွေးဖို့ကြီးတော်အပြိုကြီးဤတာလန်းမမနှဆောင်ပြိုင်ပြင်ထောင်အိမ်ကြီးတီလဲကိုထွေးဖို့ကြွာလေလန်းမအဖေတိုက်ခန့်အိမ်နှင့်ရန်ကုန်တို့အတွားအပြန်ဆွဲသောဘတ်စကားတီလဲကိုထွေးဖို့ ။ဗာကြီးဤလက်အေက300ကျော်ကလည်းကိုထွေးဖို့ဖြစ်လေသည်။ထို့ကြောင့်ဝါဝင်းဝါကျွတ်မှာဘုန်းကြီးကျောင်းတို့လူပွဲဝိထုနှင့်သွားကမျက်နာရှိခဲ့သည်။အတန်းဆရာမနဲ့ကျောင်းဆရာကြီးကိုကတော်ကပြင်းသည့်နေ့ကျောင်းပြေးနိုင်ခဲ့သည်။ဗာကြီးနဲ့ကြီးတော်တို့ကိုဖျောင်းနိုင်တိုင်းစီအရင်ဆိုင်ကကတော်ယုံဖြင့်ငွေတကြက်စီရကမီအိုမီပန်းတဝင်းဝင်းရှိနိုင်ခဲ့သည်။ သို့သောစလုံးပေါင်းဖတ်တဲ့ယုံရှိသေး၏စစ်ကြီးဖြစ်စာ အင်ကမထွက်ရတော့ကြီအဖေဝယ်ပေးသောဓက်ဆက်ကလေးပဲဖွင့်၍နေရသည် ကိုထွေးမှာဓက်ပြားလဲအစုံသားခင်မောင်ကြီးခင်ခင်ကြီးမမေဝင်းတို့ဓက်ပြားတွေကို အဖေကဝယ်သည်စိန်ပါဒီမအေးမီနှင့်မကြည်အောင်ဓက်ပြားတွေကိုကြီးတော်ကဝယ်သည်အောအောဘာတောင်ပီအောင်ကြီးနှင့်ဦးအလီဓာပြားတွေကိုဘာကြီးကဝယ်သည် အတပူးဝယ်ထားရင်လဲတော်တော်နဲ့မကုန်နိုင်ချေအတုံးသွားနေကြီးတော်ဤချောမုံမပြောင်တော့ကြောက်ပြင်းမှာလှိတ်သွေး၍ပြန်သုံးလေးရှိခဲ့သည်ပြီးတော့ဓာတ်ဆက်မှာနာကက်ကရိုးရိုးထွက်လာတော့တချင်းအတန်အတိုင်းအနေငယ်နောက်ကျ၍တူတူကလေးထွက်တော့တချင်းတန်ထွက်ကနှစ်ထပ်ဖြစ်နေသည်ကိုနားထောင်သဘောကျလျက်နေတတ်သည် စစ်ဖြစ်သည်ဆိုရင်ပဲကိုထွေးရိုးမြို့ကလေးမှာလူတော်တော်စီလာသည်ရန်ကုန်ကပြည်လာကြသူတွေဤမျက်နှာမျက်နှာမျက်နှာတင့်များစွာတိုးလာသည် မနက်တိုင်းကြီးတော်နှင့်ဈေးထဲလိုက်သွားလေရခင်လို၆ကက်ကက်မဟုတ်ချေကလေးများလာတော့မဆွဲမိပင်သူ့မုံဟင်းခါဆိုင်မှာလူအမဲစီကလူအမဲစီက၃လလအတွင် ရွှေလက်ကောက်တွေတချွင်ချွင်နှင့် မုံပကံပြင်နိုင်လာသည်ကို တွေ့ရ၏ အစွန်တုံးနှင့်ငသက်လောင်းများစည်တက်လာသည်စက်သားဆိုင်တဆိုင်တိုးလာသည် စိတ်သားရောင်သော အဖိုးကြီးသည် စိတ်တကောင်နေစဉ်ပူတတ်သည်တဲ့ဝတ်သားဆိုင်မှာရခင်လိုရည်ထူထားသောဝတ်သားများမရောတော့ပဲဈေးတင်ရောင်းပေမဲ့စားလို့ကောင်းသည့်ဝတ်သားများတွေ့ရသည် ကြီးတော်မီတွန်လို့မဆုံးနိုင်စရာသည်အငတ်တိုင်းပြည်ကလာကြသလားမသိပါဘူးတော့စားစရာကို အလူအရက်ဈေးကြီးပေးဝယ်နေတာပဲဟုရန်ကုန်သူများကိုကြည့်ရလေ၏ ပြီးတော့မျက်ဆောင်ထိုးအိမ်ကဧည့်သည်များကိုညှူဆူပြန်သည်ရန်ကုန်သူဆိုပြီးအညာက စီတဲ့များတွေအောက်မိရတယ်တနစ်တနစ်ကြော်လော်ညော်တိုက်နေတာပဲဒါကိုဟိုအိမ်ကကြားသွားလေရာကြီးလုံးပြုံးနဲ့မစားတတ်ဘူးရှင်ရေစီကိုပုံလိုက်ဝယ်စားတာအညာသားယူမှစီမြင်ဘူးတဲ့အစားမျိုးမဟုတ်ဘူးဟုပြန်လန်ရန်တွေ့ခြင်းကြီးတော့ခံရသည်ကိုကိုထွေးမမိသေးသည် ိုးစားလောင်လောင်ရန်ကုန်သူမှာရန်ကုန်သူ အစ်စ်မဟုတ်အပြားအနာကြီးမြင့်နိုင်က ဖြစ်သည်လို့ကြီးတော်ကပြောသည်ကိုထွေးကတော့တဲပြီးနားမလည်ခဲ့ပါသို့တော့မကြခင်မင်းကိုထွေးတို့အိမ်မှာရန်ကုန်ကပြီးလာသူများဖြင့်ပြည့်ကျက်ညက်နေသည် အမေဘက်ကဆွေမျိုးများလို့အဖေကပြောပြသည်ရှောင်းမဖက်ကဆွေမျိုးများမှုကြီးတော်ကတဲကြီးပြူချင်းသည်မဟုတ်တော့လေပတ်စံရှိသူများမှုလောကုတ်ပင်ဝေရသည်ဤ ဧည့်သည်များကလည်းစီပုံးလိုက်ဆန်အိတ်လိုက်ငပိငချောက်အိုးနှင့်တိတ်ကာလာသည်ကြီးတော်ကိုစီဖိုးဖောတိစွာပေးသည်ကိုထွေးကိုဘစ်ကင်မုံဘစ်ကုံမုံပုံများပေးသည်လက်ကလည်းဖာသည်ထင်ပါရဲ့မကြာခဏပင်ဈေးထဲကလက်ဆောင်များဝယ်ချမ်းလာလေရှိ၏ပါကြီးဖို့ဂျပန်တရိုက်ပွားကြီးတော်ဖို့မယ်ညိုပထုံမှာအဖေဖို့ဖြေတောင်ပူးလုံးကြီးစသည်ဖြင့်လူစိတ်တက်စိတ်ပေးသည်ကိုထွေးကိုတော့ သွေးလဲဆက်တီမှုအင်ကြီးဘောင်းမီဖနက်ချီအိတ်များစင်ကတသွေးတမွေးဖြစ်စီလေဤသူတို့မှလည်းသူထက်တနစ်ခန့်ကြီးသောတမီလေးတယောက်လည်းပါလာသည် အသက်ကွာခြားလာကအိမ်တော်ပင်ကြကုန်ပြီဖြစ်သည်တာကြီးတမီကြီးများကိုရန်ကုန်ကအတိုက်များမှ အိမ်ဆောင်ထားခဲ့သည်ဆိုသည် သူတို့တိုက်တွေကဖယားလန်းတို့၊ကုတ်ကိုင်းတို့၊ပီလန်းတို့မှရှိသည်မို့အဖွားကြီးလင်မယား၂ယောက်နှင့်၃နှစ်အရွယ်တမီးငယ်သာစိတ်မချ၍နေတို့ပြီးလာရသည်တဲ့သူတို့မှခိုင်းစရာဆိုပြီးလင်မယား၂ယောက်နှင့်ကလေးထင်းအပြူမတယောက်ပါလာ၏ကိုထွေးအဖို့၃နှစ်အရွယ်မိန်းကလေးကို ကလေးထင်းနှင့်ထားသည်ဆိုတာနားမလည်နိုင်ချေ ကြီးတော်နဲ့ခိုင်းစရာလင်မယားတို့မိဖို့မှာချက်ပြုတ်နေကြလင် ကိုထွေးသည်သူနှင့်မောင်နှမဘနဝန်းခွဲတော်မီမပြောတတ်သောရန်ကုန်သူမမဝိုင်းနှင့်ကစားနေရသည်ကလေးထင်းအပြိုမာကနဘေးကစောင့်၍ချော်သည် မမဝိုင်းသည်သူ့ကိုအင်မတန်နိုင်သည် နမဲကိုမထဲ၍လည်းမခေါ်ချင်အေးခင်အေးခင်နှင့်အင်မတန်ရိုင်းသည်ချင်းလေသည် သူကမမအေးခေါ်လင်ဒီလိုမခေါ်နဲ့ဟုတားတတ်သေးသည်အေးခင်ပဲအေးခင်လို့ခေါ်ပေါ့မမဝိုင်းသည် သူကစားစရာများနဲ့ပတ်သက်လင်အတော်တွန့်တိုတတ်၏ကိုထရီလိုချင်၍ဝတ်ထားသောပုံမရုပ်ကလေးမရမချင်းကြီးတော်နှင်းတိုင်ဗကြီးနှင်းတိုင်၍ပြန်တောင်းလေသည်အဲ့လင်အယုတ်တွေဖက်အိတ်တက်သည်ဆိုးနွဲ့ခြင်းလင်အေးခင်ကိုကက်၏သူအမေအဖေနာကက်လေမရှိ သူအမေအဖေများကိုကိုထွေးကဘပနှင့်ကြီးမေလို့ခေါ်ရသည် သူတို့သည် အမြဲတမ်းအလောက်အကြောင်းပြောပြောကြ၏တိုင်းချံမီများအတွက်ပူ၏ဘူချုပ်စည်းတဲကဆိုင်ခန်းရောင်းစားဖို့တိုင်မင်၏အလောက်အကင်ပြတ်၍ရှုံးလင်ရံဖြစ်ကြ၏မျက်လင်လဲငါပြောသလိုလုပ်ရင် တိထက်မျက်မယ်ဟုဆိုကရံဖြစ်ကြ၏ ပြီးတော့သူတို့စိန်ရွှေတွေထည့်ထားသည်ဆိုသောမိခင်တစ်တာအငယ်စားလေးနားမှခေါင်းဆိုင်၍ကောင်းကောင်းမအေးဝွန့်ပဲငိုက်ယုံတာငိုက်ကြလေသည် ကိုထွေးကတော့အဲ့ဒီတုန်းကငယ်သေးသည်မို့တိတ်နားမလဲတော့လေကြီးတော်ပြောသည်ကိုမူမှတ်မိနေကယခုမှအတိတ်ပဲပြန်ပေါ်သည့်အခါပေါ်သည် တင်ရင်ဥစ္စာဆောင်ဖြစ်မဲ့ဟာတွေပဆန်ရှိတလောက်နှမျောတာခုမှပြေးလာရလို့သူတို့ပစ္စည်းဝိုင်းဆောင်ရှောက်ချင်အောင်တို့ပေါ်နည်းနည်းပါးပါးကြတာခုကိုထွေးအဖေကို တိုင်တယ်တက်သည်မမကလည်းဗျာသူတို့ပေးတာကဲနာမလို့ချင်ပါဘူးဘာလို့ခုလဲကိုထွေးအမေနဲ့အရင်ကြီးရှိသေးလို့ကျွန်တော်တို့ကစောင်းရှောက်ရမှာကဝတ္တရားပဲသူတို့ကလည်းသူများအိမ်စိတ်ကျဉ်ချက်လို့ပဲနေချင်ပါလဲဗျာကျွန်တော်ရွာလေကအိမ်အားရင်သူတို့ကိုငားငားပါလို့ပြောတယ် ညီလေးချမ်းများတို့ကို တခြားနေရာပဲရှာနေခိုင်းပြီးသူတို့နေနိုင်အောင်ပြင်ဆင်ပေးအောင်မှပဲကြီးတော်ကမျက်ဆောင်ထိုးဤသို့တော့ဘာကြီးကကိုတိုင်အိမ်ပြင်သည် အောက်ခံတိုက်နယ်ရန်ကို ထုံတုပ်ပေးသည်ရေချိုးကမ်းမှာသူ့အပေါဟောင်းများကို ခွာ၍ပြင်ပြင့်ကာပေးသည်ပြီးတော့ပိုက်တွေကရေရင်းမှရေဆွဲငင်လောင်ချလျင်ရေချိုးခမ်းသို့တောက်လျှောက်ရအောင်ပြုပြင်ပေးသည်အိမ်သာတွင် အင်တာကျွင်းအစ်စ်တူက အင်တာသစ်ပါဆောက်ပေးသည်ပြတင်းနှင့်တကားများလုံအောင်ပြင်ရပြန်၏ခြံစည်းရိုးအစ်စ်ကာရပြန်၏မမဝိုင်းတို့အိမ်ပြောင်းသွားသောကိုထွေးသည်ရခင်ကားလိုကြီးတော်နာမကက်လာတော့ပဲနောက်ဖေးချင်းမြင်နေရသောမမဝိုင်းတို့အိမ်တို့ကူးလျက်ကစား၏မမဝိုင်းက ABCD လဲတင်ပေး၏ဇပန်များမကြိုက်မှဆို၍တိတ်တိတ်ခိုးအင်္ဂလိပ်စာနှင့်ကနန်းတင်ချတင်တီကိုတွေ့ရ၏ ဥခင်လို့နာမည်ပြောင်းထားသောစစ်ပြေးအင်္ဂလိပ်ကဗျာကအိမ်သို့လာပြပေးသည်ပတ်စံတိတ်ကုံပတ်စံတိတ်ကုံသည်လို့ကြီးတော်ပြောဘူးလေသည်ကိုထွေးကတော့ဂျပန်တောင်းတက်ဖို့စိတ်ကူးလျက်နေလေသည်မမဝိုင်းကြောက်လို့ခဏခဏငိုသည်ကိုလည်းတွေ့ဘူး၏ပမားနှင့်ကြီးမေသည် အိမ်မှာမရှိတာများသည်ရန်ကုန်သို့ခဏခဏပြန်ပြီးသူတို့စီးပွားရေးကိစ္စများကိုကြည့်ရှုစီမံရသည်တည်း တခါများငါးလခန့်လုံးလုံးပေါ်မလာပဲမမဝိုင်းကိုအီးခင်နဲ့ထမင်းချက်လင်မယားနဲ့သာ ထားခဲ့သည်ကိုတတိယလေသည်အဲ့ဒီတုန်းကမမဝိုင်းပဲတိတာကြောက်ပေါက်သည်ဘဘာနှင့်ကြီးမေတို့မိုးပုတ်တက်၍သူတို့ကြောက်တွင်ကိစ္စစကားများသည်ကို ဖြေရှင်းရသည်ဆို၏ထို့ကြောင့်မလာနိုင်ချေမမဝိုင်းဤအကိုကြီးဆိုသော အသက်40နီးပါးလူဝကြီးတယောက်သာရန်ကုန်ကရခိုင်ဆရာဝန်ခေါ်ပြီးလာခဲ့သည် မမဝိုင်းလည်းခဏလေးနှင့်ပျောက်သွား၏။နက်စမဆိုတာလဲကိုထွေးတို့မြို့ကစေးယုံမှပိုက်ဆံပေးငှထားလေသည်။ထိုအချိန်မှာမြို့ကလေးအနှံ့အပြားထိုယောဂါဖြစ်က စီးလဲမဝဲနိုင်ဆရာဝန်လည်းမခေါ်နိုင်တော့ပိုက်ဆံမဲ့ကလေးအများပင် အပူကြီး၍မခံနိုင်ပဲပြက်စီးသည်။ကိုထွေးနှင့်ចောင်းနေဘက်မောင်လေးကိုမောင်လေးကိုပင် သူ့အမေလက်ပေါ်မှအသက်ပြောက်ခဲ့တည်တဲ့။ သူ့အမေဟာမောင်လေးကိုကို သူများနဲ့မတူအင်မတန်ချစ်တာတတိယဤကိုနှစ်သားကြီးကိုချီးပိုးပြီးသွားတတ်သည်ပေါင်ပေါ်လေးစီပြီးတိတ်တတ်သည်သို့သောပိုက်ဆံကားသာစီးကူးလို့ရသည်အသက်ငယ်နိုင်သည်ကိုယခုကိုထွေးနားလဲပြီးပြီမမဝိုင်းတို့ကပိုက်ဆံသိရှိတယ်ဆိုဟုကြီးတော်လေးတန်းအတိုင်းလိုက်၍မေးဘူးသည် အေဖော်ဟာမိမိတစ်တာထဲမှာငွေဆက်ကူတွေမှအထက်လိုက် ဂျပန်ပတ်စံမဟုတ်ဘူးအင်္ဂလိပ်စက္ကူတွေအဲ့ဒါရောင်းစားရင်အမျက်ရတယ်တဲ့ဟုမမဝိုင်းကပြောပြလေသည်ဒါနဲ့မြန်အလုံးလုံးနေရသည်လားမမဝိုင်းကိုထထပစ်ခဲ့တာကြောက်တယ်ဆိုမမေပီပီကတိတ်အလုံးများတာမမဝိုင်းကိုချစ်လည်းမချစ်ပါဘူးထင်ပါရဲ့ဟုမိုးတန်ပါကလေးနှင့်ပြောသည် ညညကြရင်မင်းကန်ကြီးတဲကဖားရီတိတ်អော်တာပဲမမဝိုင်းကဖားអော်ရင်တိတ်ကြောက်တာပဲအိတ်လို့မရဘူးညကလည်းဖားရီអော်တာအိမ်ကိုတရေတွေဝိုင်းထားပြီးအောင်းမိလို့ကြောက်ပြီးငူလိုက်ရတာမမဝိုင်းသည်ပိန်လဲပိန်သည်ထမင်းကောင်းစွာမစားခဲ့ မုံတရေစာနှင့်ပဲဝမ်းဝကအာဟာရမဖြစ်ချေဘစ်ကွတ်မုံများကိုကြီးကျွေးပြတတ်သည်အတော်ဖြုံးတီးတတ်သူပင် ခေါဝင်လှလကာကာကလေးများကိုဂျပန်ခေတ်မှာထယ်လဲဝင်နေုံမှာကစိတ်ကောက်သည့်အခါကက်ကြီးနှင့်ထိုးညက်ပစ်တတ်သည်စိတ်ကလည်းအမြဲကောက်ပင်မမဝိုင်းသည်ကက်ကြီးနှင့်အင်ကြီးကိုညှက်မပစ်သည့်အခါမျိုးမှာကက်ပလီထီးနှင့်ကက်ပလီကပလီမာရုပ်ကလေးနှစ်ရုပ်ကို သုံးထပ်သားကစားစရာကတင်လေးပေါ်တင်က လက်ကင်ပေါ်ကအုပ်လွမ်းပြီးရန်ကုန်ပြန်သွားသော မမေနှင့်ဖေဖေဘုံထီလို့တေးပြီးဆိုကမတာချတန်ကိုထွေးနှင့်ကစားတတ်သည်ကြီးတော်ကအင်ပတန်ဆိုးတဲ့ကလေးမလေးဟု အမိပေးလင်တော့ကိုထွေးမခံခြင်းမမဝိုင်းနှင့်ကိုထွေးတို့သုံးနှစ်မြအတူတူကစားလိုက်ရ၏သူတို့သည်အာရှအသင်းမှဖွဲ့သောမျိုးညွတ်မျိုးဆောင်ခေါ်ကလေးအသင်းသို့ဝင်ကြ၏ကစားခုံစားဝင်ပြိုင်ကြ၏ ညာနာပလာတင်နန်းတွေဘာတွေတက်ဤစာကြီးတိုင်းမှအစာအုပ်ငါဖက်ကြဤထိုအခါကိုထွေးသည်မြမစာကိုကောင်းစွာဖက်တက်လာသည်ကြပြာပြိုင်ပွဲထဲပင်ဝင်ပြန်၍စူရဘူးလေသည်ဘာတဲ့ထန်းပင်ဦးငုတ်တုံနဲ့တဲပုတ်တဲ့ပြက်ပြူမိုးရီကယူအိမ်ရှိမှာမီးဘူးလီချိုကြောင့်ပြာတွေဖွေးတကြောကြောအော်ကာရောင်းနဲ့မုံပေါင်းတဲ့လီ မမဝိုင်းကလည်းမခေကြပြဆက်ဤချောင်းပြင်ထဲမှာရေရီကများဆိုကလောက်မမိသည်ပြီးတော့သူလဲပြိုင်ပွဲဝင်ကျင်တယ်ဆို၍ကိုထွေးကဆက်ပေးသောကြပြနှင့်သူပါဆူရသည်နေဝင်ချိန်တိမ်တောက်တော့ပတောက်လိုရွှေဝါတွင်ဝင်းဝါလိုတွင် ရုပ်ဆိုးသူပင်ရင်စွာပဝင်ဒီချိန်ခါအွယ်မှာဆိုးတယ်မိုးဖြက်လေခြင်း ဤကပြားလေးကိုရေဆက်သူငယ်ကားချစ်ဆွေမမြလေးအားခွင့်မတောင်းရခင်အသုံးပြုလိုက်သည့်အတွက်ရောက်ရာအရမခွင့်လွှတ်ရန် တောင်းပန်အပ်ပါသည်ဤကားစကားချက်ကပြားစုပေးသူဆရာကြီးက အဲ့ဒီကဗျာဆက်သူကလေးကတော့အယုတ်ဆိုးရှာတဲ့ချင်မရဲ့ငါတော့နေဝင်ချင်းအယုတ်ဆိုးလာချင်းမှာလာချင်အောင်ဆောင်အောင်မပဲလို့ဖန်ပြင်တော့မိုးဖြတ်တော့စိတ်ညစ်တာနဲ့ဒီကဗျာဆက်တာချင်မရဲ့ဟု ပြောလီယာမမဝိုင်းကစိတ်ကောက်ပြီးစုမယူဘူးကဘာဘူးဖြစ်သေးသည်ကိုမှတ်မိလေဤကိုထွေးသည်မမဝိုင်းထက်ဉာဏ်ကောင်းပေမဲ့အင်္ဂလိပ်စာမတက်ချစ်စစ်ပြီးလို့မြို့လယ်က National အကြောင်းပြန်ဖွင့်မှပဲစာကောင်းစွာသင်ရတော်မူ မမဝိုင်းကတော့သူနေခဲ့သောဒိုင်ယိုစီစင်းမှာပြန်နေမိတဲ့ကျောင်းအိတ်ကျောင်းစားနေမိတဲ့ဟင်အိမ်မှာဘာလို့မနေလဲဟုကိုထွေးကအမေလင်အိမ်မှာဘသူရှိလို့နေမှာလဲမမဝိုင်းတယောက်တည်းပဲမမေတို့ကအားအားရှိဆိုင်ပါကြီးပဲခွေပုံသာလန်ကဖေဖေဆိုင်သိန်းတော့စကော့ဇေးရှိတန်းကမမေဆိုင်ကို လာကူထိန်းပေးရော လာကူထိုင်ပေးရော သူတို့အိမ်ပြန်မလာခင်မမဝိုင်းကအိတ်နေရောမအေးခင်ရောရှိသားပဲသူကလင်းယူတော့မှကိုထွေးရဲ့ငါနဲ့ကြကြနေမှာမဟုတ်ဘူးမအေးခင်ကဟဲ့ကောင်မလေးဟုပြောစေမမဝိုင်းကအေးခင်ငါလည်းနှစ်အရွယ်ကျရင်လင်းယူမယ်ဟိဟုကြီးညာလေသည်စစ်ပီပီချင်းမမဝိုင်းတို့ရန်ကုန်ပြန်သွားရာကိုထရီလွမ်းကြံရင်ခဲ့သည် မမဝိုင်းကစာရင်းမီဆိုပြီးမရေးချေသူကလည်းစာမရေးမိချေအဆက်အတွေ့လုံးဝပြတ်သွားလေသည် အဖေရန်ကုန်သွားလင်တော့ဝင်တတ်သည်မမဝိုင်းကအပြိုကြီးဖားဖားဖြစ်က အင်ဂျင်ထမိန်တွေနဲ့ဖြစ်နေပြီတဲ့ဂျပန်ခင်မှာအစတင်နေသည်မို့ကျောင်းပြန်တတ်တော့ခုနှစ်တန်းရပြီတဲ့မကြခင်မက်ထရစ်အောင်ပြန်တဲ့ကိုလေးရောက်တည်တဲ့ BA အောင်တည်တဲ့အိမ်ထောင်ကြတည်တဲ့ ိုထွေးသည်ယခုအခါအသက်30ကျော်၍ကလေးလေးယောက်အဖေဖြစ်သည့်အထိမမဝိုင်းနှင့်နီနီကက်ကက်မျက်နှာချင်းဆိုင်မတွေ့ရချေ။ဆွေမျိုးအလူမင်္ဂလာဆောင်များမှာပြုံးယုံနှုတ်ဆက်ယုံတော့စုံတတ်၏။ပြီးတော့မမဝိုင်းကိုသူကခဏခဏလမ်းမြင်တတ်သည်။မမဝိုင်းကကားပေါ်မှာသူ့လင်သည် သူလင်တဲ့ဘေးမထိုင်လို့စင်ပြင်းဝစ်တာလို့ငငယ်ကားလို့ပိန်ချောင်ချောင်မဟုတ်တော့ပဲရုံနိုင်စရာမရှိအောင်ဝါဖီနေတီကို တွေ့လေသည်ကိုထွေးကမူမက်ထရစ်အောင်ပြီးကောလိပ်မသွားနိုင်သည်နှင့်ရုံမှာအောက်တန်းစီလောက်ခဲ့ရ၏ အထက်တန်းစည်ရည်ဖြစ်လာခဲ့ဤလောက်သက်10နှစ်ကျော်ရုံးအုပ်စည်ရည်ကြီးဖြစ်လာဤဒီထက်ရှစ်တက်လမ်းမမြင်ကလေးလေးရောက်ရမှအကြံရကတက်ကြီးတက်ကတူတက်ရန်ရည်ရွယ်လဲငွေကြီးကိစ္စကချင်းချင်းဆဆလောက်ခဲ့ရသည်ကိုထွေးတို့သည်ငငယ်ကလိုမချောင်လဲတော့ပေကြီးတော်အိမ်မှာမြို့စည်းခံရစဉ်မိလောင်သွားသည် အဖေတိုက်ခံအိမ်ရောင်ရငွေမှာဗာကြီးနာမကျန်းတာအခုပြီးဗာကြီးမသားချတာနဲ့ဂုံသည် ဘာကြီးပေးခဲ့သည့်လေဤက300တော်ကိုမူတတိတတိဖဲ့ရောင်ပြီး ကိုထွေးရှင်ပြုရသည်။ကြောင်းစိတ်လောက်ရသည်မူမက်ဒရစ်အောင်သောလက်ချီကြံကြံဖြစ်လေပြီ။မိမယူပြန်သောအမေးစိန်နဲကလေးမှာစံကဖေးတွင်ကိမုံနှင့်လက်ဖက်ရည်အဖြစ်သို့ပြောင်းလာသည့်တိုင်တင်းထားရသောကျွေးပကံများဖန်ခွက်များမွေဖလားအနှဲငယ်အဖက်တင်၏ ပြီးတော့ခလီလေးယောက်မိမတယောက်အဖေအိုတယောက်ကြီးတော်တယောက်ဤတာဝန်ကိုတယောက်ထဲမကြီးမညူခံခဲ့သည် အကြောင်းမူကိုထွေးသည်ကြပြဇက်ဖူးသူမို့စိတ်ကူးလဲမညံ့ပြင်းလေးယောက်လူဘဝဟုသည်မေတ္တာဆောင်ချုံမှ လုံခြုံသည်ဟု သူအန်ခဲနိုင်သောကြောင့်ပေသည် သူကိုခဏလာသားမှ ကျွေးမွေးလာသူကြီးတော်သည်သွက်ချပါဒဖန်ကတစ်ဖက်ဆွဲခြေတောင်းနှင့်ထမင်းဝင်ချက်စဲပင် ဖေကမူသူ့ဘက်စကားလိုက်သူစပယ်ယာဝင်လို့ရသည့်အထိအားခဲ၍ပစံရှာသေး၏ယခုမူပိုထွေးကလည်းအပြင်းအထန်ပိတ်ပင်တားဆီးဝင်သောအင်အားရှိပြီးခေါင်းဝေးဖြူချောင်သော စပယ်ယာပိုက်ဆံသိမ်းသမားကိုဘသူမှမလိုချင်ပြန်ချေမယားကလေးခက်သေးသေးပိမ့်ပိမ့်ကလည်းခလေးကဝင်ချုပ်သူ့မွေးဆွဲတာထိုးဖြင့်တစ်ဖက်ကငွေရှာရာခလေးလေးရငွေပြီးသောအခါခါနာကြောအောင်သော ဝေဒနာပေါ်၍ဘာမှမလုပ်နိုင်တော့ ဆရာဝန်စီ၃ခေါက်လောက်သွားခြင်းမှတစ်ခေါက်သာတက်နိုင်သည်။ကလေးလေးယောက်မှဝါဖြိုးပါ၏။ចောင်းစရိတ်ကြီးလာသည်။ကိုထွေးဖို့အရေးကြီးသည့်မှာယာရုတက်၍လာခတိုးဖို့ပင်ဒီကိစ္စကို လုံးပန်းလာရာနှစ်နှစ်ခန့်ကြာတော့လဲအကြောင်းမထူသေးတနင်္ဂနွေတနေ့တော့အဖေသည် အပြင်ထွက်ပြီးသွာလာလဲပက်ရာမှပြန်လာ၏ကိုထွေးရေအဖေမဝိုင်းတို့အိမ်ရောက်ခဲ့တယ် တဲကောင်းတဲ့အိမ်ကြီးပဲ ဖိဖိတ်ကိုတောက်လို့ကလေးတွေကလည်း၉ရောက်တောင်ဆိုလာယောက်ျားလေးကြီးပဲတဲ့ကွာဟုအဖေကတည်တင်းပေးလေသည်တတိတွေကိုအဖေရာ၉ရောက်မွေးလဲဘာပူစရာရှိလဲသူတို့မှာတော့ဟုတူတဲကောင်းကြတာပဲဟုသာပြောနိုင်သေး၏သူယောက်ျားနဲ့လည်းတွေ့ခဲ့တယ်စိတ်ကောင်းတော်တော်ရှိပုံပါပဲဒါမှပဲမဝိုင်းမဝိုင်းဇွဲမျိုးခံနိုင်မှာပေါ့လေ အဲအဲသူ့ယောက်ျားကဘယ်ယုံမှဘာလူကြီးဆိုလဲကွာဘိုးလိုပြောတော့အဖေကနားမလည်လိုက်ပါဘူးဖေတို့အကျက်တဲတဲ့အကြောင်းပြောပြတော့သူ့ယုံမှဝင်တောက်တနေရာရှိလို့မင်းကိုရအောင်လုပ်ပေးပါမယ်တဲ့အဲ့ဒါမင်းကိုတွတ်လိုက်ပါမယ်လို့ငါပြောခဲ့တယ်ကိုထွေသည်ရှက်ကြောက်ချင်းပထမဖြစ်၏ဝမ်းသာခြင်းနောက်ကလိုက်လေသည်ပြီးတော့သွားမှပဲမာနကြီးနေလို့မဖြစ်ဘူးမကြီးလဲမကြီးနိုင်တော့ပါဘူးဟုတွေသည် ပြီးတော့မမဝိုင်းဆိုတာ ငငယ်ကဆိုတာတခြားစိတ်တဘောဖြူဖြောင်းပါသည်သူယောက်ျားကူတာနည်းနည်းရှက်သည်ဒါပေမဲ့တခါမှ စကားပြောမှုတဲ့သူလည်းမဟုတ်လာခစားအလုပ်ဆိုတာကိုအထက်လူကြီးဆိုတာနဲ့မกินနိုင်မမဝိုင်းကအရင်လိုပဲလားအဖေရခုမေးတော့အဖေကရိတ်မိပြီး မောင်ဝိုင်းကစိတ်ရင်းတော့ကောင်းရှာပါတယ်မင်းအတိဆုံးပဲပိုက်ဆံတကယ်ရှိတဲ့လူဟာဘတော်မှပေါင်းပင်မခတ်ဘူးကွခုချင်းမြောက်စကားဆိုလိုက်ဤကျွန်တော်ကတခါမှအသွားအလာအဆက်ဆံမရှိပဲခုမှလှုပ်လှူခြင်းလို့သွားရတာတကယ်တော့မကောင်းဘူးဗျာဒါကတော့လေကွယ်ကိုကဆင်းရဲသားမှုစပြီးမသွားဝင်တာနားလည်မှာပေါ့လောကမှာပိုက်ဆံအရေးကြီးတယ်တားရဲ့ပိုက်ဆံ ဟုအဖေကကြားရပန်များသောစကားကိုဆိုပြန်သည် ဟုတ်လားပိုက်ဆံအရေးကြီးသလားကိုထွေသည် စီစီညံညံစကားလူပြောနေကြသောသားသမီးများကိုကြည်၏ချော်ပြီးသားရှက်များကိုမိဘတိုက်နေသည့်မယားကိုကြည်၏ကိုတချမ်းမကောင်း၍ဆောင်းငန်းဆောင်းငန်းဖြင့်ထမင်းစပွဲပြင်စားပြုသောကြီးတော်ကိုကြည်၏ပြီးတော့မျက်နှာ၌အရင်အကြောင်းများထင်လင်းသောဖအေးကိုကြည်ပြန်၏ ပတ်စံအရေးကြီးသလားကျွန်တော်အတွက်တော့မကြီးပါဘူးပတ်စံအရေးကြီးတယ်ဆိုရင်အဖေရဲ့ကြီးတော်ရဲ့ကျွန်တော်မိန်းမနဲ့ကလေးတွေအတွက်သာဖြစ်ပါတယ်ကျွန်တော် အဖေတို့အတွက်မမဝိုင်းစီမျက်နှာအောက်ချသွားပါမယ်ကျွန်တော်ချစ်တဲ့လူတွေအတွက်မမဝိုင်းစီကိုထွေးသွားဖြစ်အောင်သွားသည့်နေ့မှာတော့အဖေသည်တသမြပေးတင်အတွက်ကတမရွဲတညွန့်ကိုကိုထွေးဤတိုက်ပုံအတွင်းအတွင်းအိတ်ထဲထဲထဲတာခံလိုက်ရ၏မရသေးတာ တိတ်တော့မျက်နှာအငယ်ခံပြီးမပြောပါနဲ့ကိုထွေးရဲ့ကျမလည်းခုခါနာတတနေပါပြီချက်ချုံနိုင်ပါတယ်ဟု ပြော၏တာသမီတွေကဒုဖေဖေဝင်တော့ကြီးလောက်အောင်သွားမလို့ကွာအချင်းချင်းပြောကဖေအေကိုဝိုင်းပြီးတွေ့ကြခိုကြနန်းကြရှုပ်ကြသည်ပြီးတော့ဘိုက်စကယ်ဝယ်ပြီးတော့စပင်ကောက်ပြီးတော့ဟုပူဇော်ကြလေသည်ထို့ကြောင့်ကိုထွေးဤတွန်းဆုပ်ဆုပ်ရှိသော စိတ်များထွက်ပြီးကအာအာတိပြပြင်းနဲ့ထွက်လာနိုင်ခဲ့လေသည် မမဝိုင်းတို့အိမ်ရောက်တော့ဖဲဝိုင်းနဲ့တို့သည်ဘယ်ဟာမမဝိုင်းရဲ့ယောက်ျားပါလဲသူမျက်နှာသူမျက်နှာချင်းဆိုင်အိမ်ကအသားဖြူဖြူဝါဝလူပဲထင်ပါရဲ့ခနာတပြုတ်တာမြင်ဘူးတာမို့တဲမမတ်မီအော်ကိုထွေးပါလားထိုင်ထိုင်ဟုမမဝိုင်းကဖဲဝိုင်းမှလမ်းပြောသည်ကိုထွေးတို့စမ်းချောင်းထဲရောက်တာရောက်နေတာကြာပြီလို့ကြားတယ်။နီးရတာနဲ့ဘယ်နေမှန်းတိတိကျကျမသိလို့မလာရဘူးဟုပြောသည်ပြီးတော့ ကိုမဟောတာဝိုင်းပြောနေတဲ့မောင်ဝမ်းခွဲဆိုတာလေစစ်အတွင်းကသူတို့စီပြေးရတာပေါ့အဲ့ဒီမျိုးကလေးလဲပြတ်သွားဆိုလားသူတို့တတွေလဲဒါနဲ့ရန်ကုန်ပြေးလာပြီးရန်ကုန်သူရန်ကုန်သားလုံနေကြတာပေါ့ဟုကိုထွေးမန်းဆထားသည့်သူကိုပင်ခုံငင်၍ပြောသည်ထိုင်မျိုးကိုထွေးဟုမမဝိုင်းယောက်ျားကပြောသည်ဖဲဝိုင်းရှိရင်တော့ထုံးစံတိုင်းပဲဗျာတဲပြီးအဲဝက်ပြက်တာပဲခမ ्या ကိစ္စတော့ဟိုနေ့ကခမ ्या အဖိုးကြီးတိတိကျကျပြောသွားပါတယ် ဲ့ဒီအတွက်အေးစစ်စစ်တော့ပြောရအောင်မယ်ဒါပေမဲ့စိတ်တော့ချထားပါဟုပြောပြီးကျွန်တော်ကမရတော့ကြောက်ရတယ်ဗျဝိုင်းပြီးရင်ပြီးရတာကို့အမကိုနိုင်အောင်ပြောပါဟုရဲစရာကလေးဖောက်သည်ကိုထွေးသည်စိတ်ပေါ်ပါလာသည်မမဝိုင်းတို့မဆိုးဘူးလို့ကျေးဇူးတင်သည်လိုရာရနေတဲ့ဘဝမှာစိတ်ဆိုးစိတ်ယုတ်ငွေဖို့လန်းလဲပေါ်စရာမရှိဘူးလေဟုတွေးပြန်၏သူသည်အလိုက်တတိထပြန်လိုသည်ဖဲဝိုင်းကိုမနှောက်ရှက်ခြင်းပဲ ကျွန်တော်အေးအေးဆေးဆေးမှလာခဲ့အောင်မယ်လေခုလေလမ်းကြုံလို့ဝင်လာတာပါဟုပြောစေရှေ့မဆက်နိုင်မီဟော့ဒေါင်းမမဝိုင်းကအော်ကသူ့ဖဲများကိုချပြလေရာဂျူကာနှကောင်နဲ့တုတ်စားစီကိုတီးရလေဤတဝိုင်းလုံးညံသွားပြီးအိတ်ထဲမှပိုက်ဆံထုတ်သူထုတ်ထိတ်ထားသောရှက်အင်းကြီးမှထယူသူယူကြလေသည်မမဝိုင်းနှင့် လင်းတယ်မှအပအားလုံးညင်ညူနေကြသည် တယောက်ထဲတင်းယူနေတာပဲဘယ်တရားမလဲဟုဆိုကြ၏ဒီတော့မှ မမဝိုင်းရှိမှပုံနေသောစက္ကူများကိုမြင်သည်ယာတန်များယာတန်များ၍90တန်နှင့်50တန်နေပါလာသည်ကိုတွေ့ရဝိုင်းကြီးမှန်းရိမ့်မိသည်ပေါ်တဲ့လူမှာတော့တဲပေါ်နေတော့တဲပေါ်နေတာပဲနော်ဟု တွေးကပက်ဆံပုံကြီးကိုမျက်တောင်မခက်ကြည့်နေမိသည်ဂျင်းနဲ့နေသောမမဝိုင်းက ဟောဒီတလလုံးဝိုင်းကြည့်နိုင်နေတာပဲ။ဟိုနေ့ကမြန်သူတို့အိမ်မှာ9000တောင်နိုင်နေဟုပြောလိုက်ရ။ကိုထွေးသည်မျက်လုံးမျက်စံကျဲသွားလေသည်။ငွေ9000ဆိုတာသူတခါမှမမြင်ဘူးသေးပေ။ကိုထွေးသည်ပြန်ရမိကိုမိကဖဲအစ်စ်ဝေနေသည်ကိုကြည့်နေမိ၏။မမဝိုင်းနောက်သူရောက်ခဲ့ပြီမို့မမဝိုင်းဤဖဲများအလွန်ကောင်းတာတုတ်ထက်စားအုံးမိကိုသူမြင်သည်တခါ တခါကခလီအငယ်ဆုံးလေးကင်မွန်တက်စင်ကငါးပြားဝိုင်းမှာကုထွေးငွေငါးချက်ရှုံး၍သူ့မိမနဲ့စကားများရတာတတိယကရေရွှင်လိုက်ခြင်းသည်။အော်မမဝိုင်းကလေးတွေကဘယ်မှာလဲမတွေ့ပါလားကိုရောက်တောင်စုအငယ်နှစ်ယောက်ပဲအိမ်မှာရှိတယ်သူတို့ကိုဘယ်ကြည့်နိုင်မလဲဒီလောက်အများကြီးကျောင်းအိတ်ကျောင်းစားပို့ထားတယ်ပြုံးလွင်မှာအငယ်နှစ်ယောက် ပြင်းဦးလင်မှာအငယ်နှစ်ယောက်တောင်ဘယ်ရောက်နေတယ်မသိဘူးခြံထဲဆင်းဆော့တာနေမှာပေါ့နေဘူးလိုက်တာဟုတဆက်ထဲអော်ပြောသေးသည်ဟဲ့နာနီတွေဘာလုပ်နေကြလဲခလေးကတဏီယာသူတို့ကတဏီယာတဲကိုထွေသည် ခလေးတွေတွေ့ကျင်သဖြင့်နာနီနှစ်ယောက်နောက်လိုက်လာရခြံထဲတွင်ဆင်းထားဆင်းထားသည့်ဒန်းမှာမျက်လုံးဝိုင်းဝိုင်းမျက်တောင်ရှိရှိမမဝိုင်းနှင့်အင်မတန်တူသော ခလေးနှစ်ယောက်ကိုတွေ့ရသည် ခလေးအငယ်ဤဘောင်မီမှာရှူရှူဆိုနေသည်အင်ကြီးကလေးတွေမှာလဲချွေးနှင်ချွဲနေသည်မှာရေထဲနှစ်ထားသလိုပင်ပြီးတော့ဥဥဥဥဟုနှုတ်သွက်ရှာသွက်ခေါ်ကြသည်အော်ချွေးအမိကုံတော့မယ်သူတို့အင်ကြီးလဲပေးလိုက်ဟဲ့တငယ်မကလေးတွေဖျားကုန်မယ်နေပူတဲ့တိတ်မထွက်စီနဲ့လေးခုမနေနိုင်မထိုင်နိုင်ပြောမိဤနာနီအငယ်မက မဖြားပါဘူးသူတို့ကတိတ်ဆိုးတိတ်တီးတာပြောလို့မရဘူးညကြလဲအိမ်ကြီးချုပ်အိတ်တာပဲအေးလဲမမိဘူးပြောရင်းဆိုရင်ကိုထွေးဤသမီးထွေးအရွယ်ကလေးကချောင်းဆိုးဤကိုထွေးသည်လက်ကင်ဘွားကို ထုတ်၍ခလေးပစက်ကိုတုပ်ပေးဤနဖူးနှင့်သပင်ကချွေးများကိုလည်းတုပ်ပေးသည်ပြီးတော့အတန်မထွက်ပဲပြောသည်အေးမင်းတို့တရွေနဲ့တို့တရွေကတော့ဘယ်နေရာမှ မတူတဲ့လူတွေပါပဲကွယ် မင်းတို့ကြီးလာရင်ငါသားသမီးတွေကလည်းငါအခုလာတယ်လို့မင်းတို့စီလာကြရအောင်မယ်ထင်ပါရဲ့ဒါပေမဲ့မင်းတို့မှာပြေးနိုင်ဖို့ဝေးလို့ရှိလဲမရှိတိလဲမတိတဲ့ဟာတော့ဦးဦးစီမှာရှိတယ်ကွယ်ဦးတို့ကဒီတနေ့ရတော့ကလေးတို့ထက်ချမ်းသာလို့ငါတူလေးတွေကိုတနာပါရဲ့ အေးလေတကယ်တော့ဘသူဘသူမှတနာစရာမလိုပါဘူးလောကမှာကိုတကယ်လိုချင်တာရဲ့နောက်ကိုလိုက်ရင်လိုက်နိုင်တလောက်ရနိုင်တာပဲကိုဘာလိုချင်လဲဆိုတာဒါအရေးကြီးပါတယ်သွေးတောင်းအမတ်204ဇန်နဝါရီ1963နားဆင်အပိကေချတူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါဦးเนาะအလုံးဘေးကင်းကျန်းမာကြပါစေရှင်